အဲညမ2010ခုကလေးကတော့မြောက်တကုံမှာဖူကောင်အသေးလေးပေါ့အဲုံကဝန်တန်းလည်းမရှိတယောက်တည်းစောက်ဖွင့်တာပါရှင့်ဟုတ်ကဲ့အဲုံကတော့ဖူကောင်အသေးလေးလည်းဖြစ်တယ်အာပြီးတော့နာကောက်ကိုလည်းမကြောက်ဘူးတဲ့အတွက်ကြောင့်မလို့ကို့အနေနဲ့လည်း marketing ကအများကြီးမလုပ်နိုင်ဘူးပေါ့နော်နေရနေတက်လာတဲ့အချိန်ကျတော့အာဒီမြောက်တကုံနာတဝိုက်ကလေးကိုပဲညမတို့ဟိုပါပေါ့တေးဥစာထိုင်းစာနဲ့ပေါင်းပြီးတော့ဒီနာကစာကိုနေ့တိုင်းမှတို့ချက်ပြီးတော့ရင်းနှီးအောင်ပေါ့ဖြည်းဖြည်းချင်းပေါ့ ော်အဲ့လိုလေးနဲ့တော့အချိန်ယူခဲ့ရပါရဲ့ရှင်။အာဟုတ်ကဲ့အခုကတော့အများကြီးလာအားပေးကြပါရဲ့ရှင်။အဲဒီနေ့ဆိုလို့ရှိရင်လည်းနာဂလူမျိုးတွေအပါပေါ့တခြားတိုင်းဒေသတွေလည်းလာပြီးတော့အားပေးကြတယ်။ ာယူရအစားတောက်ကိုလာပြီးတော့မှသုံးဆောင်ရင်းနဲ့ဒီနာကဝါဝဆွဲချိုးလေးနဲ့လည်းဓပုံရိုက်လို့ရပါတယ်ရှင့်။ရိုက်ခါလည်းမပေးရပါဘူးရှင့်။ဟုတ်။ရိုင်းမဲ့ဓပုံလေးရိုက်ချင်တယ်ဆိုပြီးတော့ညီမတို့ဆိုင်ကတာဝန်ရှိတဲ့တယောက်ကိုပြောလိုက်ရပါတယ်။ဟိုဒါလေးဆိုညီမဝိပြမယ်နော်။ဒါကကိုညက်ပတိလေးတွေပေါ့။ဒါကတော့ခါပတ်တဲ့ဟာ။ ။အဲဒီလိုပရိကလေးနဲ့လည်းတပုံရိုက်လို့ရပါတယ်။ဝတ်စုံလေးလည်းရှိပါတယ်ရှင့်။ညီမနာမည်ကတော့မတ်သိန်းဘူမြင့်လို့ခေါ်ပါတယ်ရှင်။ဟုတ်အဲညီမရဲ့ဆိုင်နံပါတ်လေးကတော့ SAYC နာဂယူရာစာတောက်ဆိုင်လေးပါရှင်။အဲဒါညီမတို့ရဲ့နေဘက်ကပေါ့နော်။ အဲ candidate ကနာကနာကတောင်းတန် candidate မှာဆိုလို့ရှိရင်နာကအိမ်တော်တော်များများထဲမှာဆိုအိမ်ရဲ့အထဲမှာမိဖို့လေးရှိရပေါ့နော်အဲအဲ့ဟာဒီမြို့ပေါ်ကိုဆိုင်ကိုနာကအစားအစာကိုမျက်နှိုးလို့လာစားတဲ့အဲ customer လေးတွေကိုဒါလေးကိုပြပေးခြင်းလို့ပေါ့ဒါလေးကိုတည်တန့်လေးလုပ်ပေးတာပါရှင့်ညီမတို့ဘက်မှာဆိုရင်ဟိုဆက်သားချောက်တို့ငားပေါ့နော်တောင်ပေါင်း၅၆တေဆိုလို့ရှိရင်သူကအဲ့လိုရန်စိမ့်နေတုံးပြီးတော့မှတာရှိခန္ဓာမျိုးမလုပ်ဘဲနဲ့ အဲစားနဲ့နေပြီးချက်ခိုးတင်တာမျိုးလုပ်တယ်။အဲဆိုညီမတို့ဒီမှာထင်းနေမိရွေးတွေနဲ့အဲညီမတို့ဒီမှာတုံးလိုက်တယ်ဆိုရင်ဒီကမိကိုအငွေးနေပေါ့ဒီပေါ်မှာဆက်သားကြောက်တွေလမ်းနေပေါ့ပြီးလို့ရှိရင်ဥမာအာတောင်းရမှာတုံးဖို့ညီမတို့သကောတွေတောင်းနေပလုံးနေပေါ့အပြောမျိုးစေးချောက်တွေပေါ့အဟာကြာလို့ရှိရင်လည်းပိုးမထိုးအောင်လို့ညီမတို့ကဒီချက်ခိုးဆင်ပေါ်မှာတင်ပြီးတော့မှအချောက်လမ်းနေပေါ့အဲအဲ့ပုံစံလေးကိုပြလာပါရှင်ဟုတ်ဒါလေးကဒါလေးကဝဘိုးဝါကိုမိဖုတ်ပြီးတော့မှ ခွဲထားတာဟိုပကံအဖြစ်နဲ့တုံးတာပေါ့ ဟုတ်။ဟာလေးဆိုပကံဖြစ်နေတုံးတာ။ဟုတ်။ဟုတ်ကဲ့ဒါလေးကပြောင်းချောက်။ပြောင်းချောက် तू ကနောက်နေ့အတွက်အလလည်းဖြစ်တယ်ဗောဒီမှာတော့အလဗောမျိုးစိအနေနဲ့လည်းတုံးနေရှင်။ဟုတ်။အဲ့ပြီးတော့ဒီဟာလေးဆိုလို့ရှိရင်လည်းကျမတို့ data trap ပေါ့ဒီနာကလူရအစားအစာတွေမှာအဲတုံးတဲ့ဒါဆိုမူလက်တဲ6မူလက်တဲ6အဲဒါဆိုလို့ရှိရင်ဒါမက်လင်ဒီပေါ့မက်လင်ဒီ6ဒါလေးတွေရိုးရဟင်ပွဲတွေမှာကချင်တွေမှာလည်းတုံးတယ်ကျမတို့နာကမှာလည်းတုံးတယ် ဒါတော့မြုပ်တီးရတော့တိတ်မရှိတော့ဒါကြောင့်နာကဂိမ်းချီလီခေါ်တာပေါ့အာဒါတွေအားလုံးကနယ်ဘက်ကပို့ပေးတာပါရှင့်ဒါညီမတို့နာကအမွေးကြိုင်ကန်စင်းတီးလို့ခေါ်တယ်ရှင့်ဟုတ်ပါတယ်ရှင့်ဟုတ်နယ်ရပို့ပေးတာပါဒါဘက်မှာတော့ gas မသုံးဘူးပေါ့မီးတွေးတွေထင်းနေနေပဲသုံးတယ် အာမြေအိုးကကျတော့မြေအိုးနဲ့တင်းတယ်အဲပြီးတော့နေဘက်မှာဓာန်နေလဲတော့သုံးပါတယ်ဓာန်နေလဲသုံးတယ်မြေလဲသုံးတယ်ပေါ့အာအနုလွယ်တယ်မြေအိုးနဲ့ချက်တာအနုလွယ်တယ်ပြီးတော့ထင်းနဲ့မြေရွေးနဲ့လေးတင်းတယ်ပေါ့ဒီနေ့ညီမတို့ဆိုင်မှာရတယ်အဲနာကပေါ့သဘောထမင်းပွဲကြီးပေါ့နော်အဲ့ဟာလေးနဲ့မိတ်ဆက်ပေးပါမယ် ါလေးကနာဂယူကသဘောထမင်းပါရှင်။ဝယ်လေးညီမမိတ်ဆက်ပေးမယ်နော်။ဒါလေးကတော့တောင်ယာဟင်းပါရှင်။ဒီထဲမှာဆိုပိန်းဦးတို့ဝက်ခေါချောက်တို့စက်သားတို့ကြက်သားတို့ပါတယ်။အရာလေးကတော့အပြစ်ကိုမှအရှိန်ဆက်လေးပေါ့။ဒါလေးကနာဂယူရအာလူးရဲ့အချင်တော့ရဲ့သက်သားထောင်းရယ်နာဂယူကကြက်သားချက်ဒါကခုနကပြရတဲ့မူလက်တဲလေးကိုကစွန်ရက်လေးနဲ့ကြော်ရတာဒါလေးကဝက်သားငပြိုးဘူးချက်အတူမြုံငြုပ်တီတောင်လေဒါနာဂငါပေါင်းပါရှင့် ဟုတ်တယ်ဒီကတဆက်ဆိုလို့ရှင်ညီမတို့9000ရောင်းတယ်ပြီးတော့လူကတော့9600လောက်စားလို့ရတယ်ထမင်းကတော့၄ဘွဲပေးရတယ်ရှင်ထမင်းထက်သိုးယူလို့ရတယ်ပေါ့အာထမင်းနဲ့စားရတာပါရှင်အာအဓိကတော့ညီမတို့ဒီရိုးရဟင်းတွေအကုန်လုံးကကြတော့ process food တွေဥမာခရုစီတို့အဲ့လိုမျိုးတွေအသားပုံတွေတို့အဲ့လိုမျိုးတွေမပါဘူးရှင့်အဲသူကအဓိကစားနဲ့ငရုတ်တီးနဲ့ကန်စင်းနဲ့ပေါ့အချိုးဆိုလဲပိန်းဥအရတာမုံညင်းအသီးရရတာအဲ့ဒါကိုပဲအခြေခံပြီးတော့လှုပ်ထားတာပေါ့ အဟင်းပွဲလေးတွေကတော့စီမပါဘူးအရှင်းအဆက်အနှဲငယ်စီပါတယ်ဟုတ်ဟိုဟာအိမ်ဒီမှာဆိုတော့အဲ့လိုသကောကြီးရယ်နေတော့မဟုတ်ဘူးတော့เนาะဖတ်တွေခင်းပြီးတော့မှဟိုမှာတနေ့ကိုဟင်းပိန်းဟူဟင်းရည်လေးပါမယ်အဲ့လိုဆက်သားတောင်းလေးပါမယ်ဒါမျိုးလေးတွေပေါ့အဲ့ဒါမှညီမဟိုလူစားများတဲ့အကြိုက်များတဲ့ဟင်းပွဲတွေအကုန်လုံးစုပြီးတော့မှဒီမှာတော့တင်ဆက်ပေးတာပေါ့နော်။ရောင်းချပေးတာပေါ့။အဲညီမတို့ဒီဟိုနာဂရူရောက်ပွဲမှာဆိုလို့ရှိရင်တော့ဆက်သားတောင်းနေနာဂရူရောက်ဝတ်သားငပြူချက်တွေကိုအာ အဲ့ပါပေါ့လူမျိုးမရွေးပေါ့ပွဲတော်လာတဲ့အဲ့တွေဒီအကုန်လုံးကိုခောင်းရင်နဲ့ဧည့်ခံပါတယ်ရှင်။ရပါတယ်ရှင်။အဲ့တော့တပွဲချင်းစီလည်းတည်တံ့ရအောင်လေ။ဥမာဒီထဲမှာပါတဲ့ဝတ်သားငပြိုးဦးချက်ကိုမစားခြင်းမို့ဝတ်သားမစားလို့ရှင်လည်းညမောက်တခြားဟင်းလေးအစားထိုးပေးပါတယ်ရှင်။အာဟုတ်ကဲ့။အာများသောအားဖြင့်တချို့ရိုးရစာ မမစီပြန်နေမစားခြင်းနဲ့ဧည့်တွေတွေရှိတယ်။ပြီးတဲ့ရှင်ကျတော့ရိုးရစာအရာတော်ကိုကြိုက်တဲ့ဧည့်တွေတွေရှိတယ်။ ပြီးတော့အဲ့ processed food တွေကိုမကြိုက်တဲ့ဧည့်တွေရှိရဲစီပြန့်နေပေါ့အဲ့လိုမစားကျင်တဲ့ customer တွေတော်တော်များများတော့အာလူကိုယ်လေးလာစားကြတယ်မလာနိုင်လည်း delivery service လည်းတော်တော်များများမာကြပါတယ်ရှင့်ညီမတို့ဒီ Facebook မှာပေါ့ SAY C ဆိုပြီးတော့မှရိုက်ရှာရင်လည်းရတယ်ပြီးတော့ညီမတို့ရဲ့ဖုန်းနံပါတ်က40230595ဖုန်းကိုဆက်လို့မာလို့ရတယ်ခွန်ရှိ18140ဖုန်းကိုလည်းဆက်လို့မာလို့ရရှင့်ပြီးတော့လိပ်စာကြတော့အမတ် 23အောင်စရာ6လမ်းထိပ်ရန်ကုန်တေရက်ကွယ်တူဝနာပါရှင်တူဝနာဈေးနဲ့လည်းနှီးတယ်ရှင် မတို့ရဲ့နာဂယူရအစားတောက်ကိုလာပြီးတော့မှသုံးဆောင်ရင်းနဲ့ဒီနာဂဝါဝဆွေချိုးလေးနဲ့လည်းဓပုံရိုက်လို့ရပါတယ်ရှင့်ရိုက်ထားလည်းမပေးရပါဘူးရှင့်ဟုတ်ရိုက်မယ်ဓပုံလေးရိုက်ချင်တယ်ဆိုပြီးတော့ညီမတို့ဆိုင်ကတာဝန်ရှိတဲ့တယောက်ကိုပြောလိုက်ရပါတယ်ဟိုဒါလေးဆိုညီမဝိပြမယ်နော်ဒါကကိုညက်ပတိလေးတွေပေါ့ဒါကတော့ခါပတ်တဲ့ဟာ အဲဒီလိုဂရီလေးနဲ့လည်းတပုံရိုက်လို့ရပါတယ်ဖွဆောင်လေးလည်းရှိပါတယ်ရှင်ဒါလေးကအောက်ချင်းကရဲ့အမွေဟုတ်အဲ့ဒါလည်းစပင်းမှာထိုးပြီးရိုက်တာတော့အဲ့လိုမျိုးလေးအလားဆန်တာပေါ့ဝတ်ဆောင်ရိုက်ဟုတ်ကံလူလေးလည်းချုံရပြီလေ။ 妖肉没妖。Oh, တာဘက်ကထွက်တဲ့အဲစီးပေါင်းစုံလေးလည်းရှိရဲ့ရှင့်အဲ့ဒါလေးတချို့အိမ်မှာပေါ့လူကြီးသူမတွေပြုတ်တောက်ချင်တာဖြစ်ဖြစ်ပြုတ်ပြီးရေချိုးချင်တာဖြစ်ဖြစ်အဲ့လိုဆေးအနေနဲ့သုံးချင်တယ်ဆိုရင်လည်းပစ္စည်းအစ်စ်လေးတွေရပါတယ်လို့ဥပမာဒါလေးဆိုရင်ယာနန်းတစ်ခေါ်တာပေါ့နော်အတိတရာအညာတခုတို့အကျောပေါင်းတထောင်တို့ခွန်စိမ့်မြစ်တို့အဲ့ဟာလေးရှိတယ်ဒီဆေးတွေကိုညီမတို့ပေါင်းပြီးတော့ပေါ့နော်အဲ့လိုစိန်ထားတဲ့အရက်လေးရတယ်ဒါမျိုးလေးပေါ့အဲ့ဒါလိမ့်လဲရတယ်တောက်လဲရတယ်ရှင့် ရန်ကုန်ကိုစရောက်တော့လေအဲဒီမှာနာခယူရအစားအစာဆိုပြီးတော့မှမရှိဘူးပေါ့နော်တော်တော်များများလည်းမသိကြဘူးအဟားလေးညီမဟိုပြောပြတိစေခြင်းနဲ့ဟုတ်ဟုတ်စစချင်းတော့ကတော့နာခကိုမကြောက်ဘူးတော့အစားတောက်ဆိုလို့ရှင့်လဲဖောက်ရတာနည်းနည်းတော့ခက်တာပေါ့နော်ကိုကလည်းဖူးကောက်အနေနဲ့စိုင်တီလေးကနေစောက်ဖွင့်တာဆိုတော့ ဟိုအများကြီးလဲကို promote မလုပ်နိုင်ခဲ့ဘူးပေါ့ဒါပေမဲ့အခုနောက်ပိုင်းကျတော့အများကြီးတည်လာကြပါတယ်အဲညမ2000ခုကလေးကတော့မြောက်တကုံမှာဖူကောင်အသေးလေးပေါ့အဲဒီကဝန်တန်းလည်းမရှိတယောက်တည်းစောက်ဖွင့်တာပါရှင့်ဟုတ်ကဲ့အဲဒီကတော့ဖူကောင်အသေးလေးလည်းဖြစ်တယ်အာပြီးတော့နာကောက်ကိုလည်းမချဘူးတဲ့အတွက်ကြောင့်မလို့ကို့အနေနဲ့လည်း marketing ကအများကြီးမလုပ်နိုင်ဘူးပေါ့နော်နေရနေတက်လာတဲ့အချိန်ကျတော့အာဒီမြောက်တကုံနာတဝိုက်ကလေးကိုပဲညီမတို့ ဟိုပါပေါ့တေးဥစာထိုင်းစာနဲ့ပေါင်းပြီးတော့ဒီနာဂစာကိုနေ့တိုင်းမတို့ချက်ပြီးတော့ရင်းနှီးအောင်ပေါ့ဖြည်းဖြည်းချင်းပေါ့ဟောအဲ့လိုလေးနဲ့တော့အချိန်ယူခဲ့ရပါရှင့်အာဟုတ်ကဲ့အခုကတော့အများကြီးလာအားပေးကြပါရှင့်အဲဒီနေ့ဆိုလို့ရှိရင်လည်းနာဂလူမျိုးတွေအပါပေါ့တခြားတိုင်းရင်းသားတွေလည်းလာပြီးတော့အားပေးကြတယ်ဟုတ်ကဲ့အာညမကဟိုနာဂတောင်တန်းခန်းနီးမြို့ပေါ့နော်သခိုင်းတိုင်းခန်းနီးမြို့မှာကြီးပြင်းတာပါအဲ့တော့နာဂအစားအစာနဲ့ညမမစိမ့်ဘူးပေါ့နော် အဲ့တော့အဲဒီဟာလေးကိုရောင်းချဖြစ်တာပါရှင့်အာနာဂစားဆောင်ညီမဆရောင်းတော့ကိုကလည်းနာဂဆန်ဆန်ပေါ့နော်အဆက်တွေအရှိန်တွေအများကြီးထည့်ပြီးတော့မှရောင်းမှုတယ်ပေါ့ရောင်းတော့အဲ့ထဲမှာပါရင်ညီမတို့ကန်စင်းရွက်လေးတွေဆိုတချို့ဒီရန်ကုန်ကလူတွေမကြိုက်ဘူးပေါ့နော်အာဂျဘိုးနန်နန်တွေလို့ကြိုက်တဲ့သူကလည်းအရင်ကြိုက်တယ်မကြိုက်တဲ့သူကလည်းမကြိုက်ဘူးပေါ့အဲ့တော့ညီမအာတရုတ်စာထိုင်းစာ ရောင်းရင်းထဲမှာဒီလိုမျိုးဒီလိုဟင်းနေဆိုညီမလက်ဆောင်ပေးဖို့တအိုးချက်ထားတယ် ချက်ပြီးတဲ့ဟင်ကြောင့်မှဟင်းလေးတစ်ခွက် customer ကိုမိခိုင်းတယ်ပေါ့နော်။မာနာကဟင်းအမျိုးအစားထဲမှာမှဟင်းရည်ဆိုလဲ၃မျိုးလောက်ထဲမှာအဲ့ဒါကိုတစ်ခွက်ချင်းစီမိခိုင်းရင်းထဲမှာသူတို့ကြိုက်တဲ့ဟင်းပွဲလေးတွေကိုကိုမှတ်ပြီးတော့မှဒါ customer လက်ခံတဲ့ဟင်းပွဲလေးတွေကိုညီမထုတ်ခဲ့တယ်ပေါ့။ဟုတ်ကဲ့။အာညမ2010ခုကရေပါတော့မြောက်တကုံမှာစပြီးတော့ဖွင့်ခဲ့တာအဲ2010ခုကရေကအခုထိဒီပေါ့နော်မြောက်တကုံကနေဒီတူဝနာကိုပြောင်းခဲ့တဲ့ ခဲ့ပြီးတဲ့နောက်ပိုင်းကိုညီမကိုလာအားပေးကြတဲ့ customer အလုံးကိုညီမဒီဘက်ကနေကျေးဇူးတင်ကြောင်းလေးပြောချင်ပါတယ်။အဲမရောက်သေးတဲ့ customer တွေကိုလည်းဆိုင်ကိုလာပြီးတော့မှတုံးဆောင်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်။